အားလုံးမင်္ဂလာပါတယ်ကျွန်တော် publish အားချန်နယ်ကျိုးပါတယ်ကျွန်တော်ခုဆွေးနွေးနေတဲ့မျက်စိပြဿနာအဖြေရှာဆိုတဲ့စာအုပ်ထဲအကြောင်းမှာပြီးခဲ့တဲ့အခေါက်တုန်းကကျွန်တော်ပြောဖြစ်ခဲ့တဲ့အကြောင်းအရာတွေကမျက်ကြည်လွားလေးအကြောင်းကျွန်တော်ရှင်းပြခဲ့တယ်မျက်ကြည်လွားနောက်ပြီးတဲ့အခါကျတော့ဒီတငမျက်စိငငယ်ရင်းအချင်းချင်းဖျက်ရမယ်အကြောင်းအရာလေးတွေမျက်စိငငယ်ရင်းအကြောင်းနောက်ပြီးတော့ဒါမျက်စိငငယ်ရင်းပြုပယ်အကြောင်းပေါ့နော် အဲပြီးတော့မှအားရဆိုခေါ်တယ်မျက်နှာဝင်အကြောင်းအဲ့ဒီအကြောင်းအရာတစ်ခုကိုကျွန်တော်ပြောခဲ့ပါတယ်အဲ့ဒီပိုင်းကတော့မျက်စိရဲ့အင်္ဂါအစိမ့်ပိုင်းနဲ့သူတို့လုပ်ငန်းစဉ်တွေသူဓာတ်တွေကိုပြောတာပါအဲ့တော့သူ့ရဲ့သဘာဝအတိုင်းရှိနေတဲ့မျက်စိရဲ့အင်္ဂါအစိမ့်ပိုင်းတွေဒီနေ့ကတော့ကျွန်တော်ကဆက်ပြီးတော့ scalar တို့ခေါ်တဲ့မျက်ဖြူလိုအကြောင်း scalar ကိုဖုံးထုတ်ထားတဲ့ conjunctiva ဘာလို့ခေါ်တဲ့မျက်မေးလိုအကြောင်းနဲ့နောက်မြတ် တောင် eyeless လို့ခေါ်တယ်မြတ်တောင်ပြီးတော့မျက်ခုံလေးကြီးကြောင်းဒါလေးကြီးကျွန်တော်ပြောပြပါပါအဲ့တော့ပုံမှန်မြင်နေရတဲ့အချိန်ကျွန်တော်တို့ရတဘာဝအတိုင်းရှိနေတဲ့ scale လို့ခေါ်တယ်မျက်ဖြူပါအကြည့်လို့ရှိရင်ဖြူပြီးတော့ကြီးကြီးလေးလေးမြင်နေရမှာကျွန်တော်တို့မြင်နေရတဲ့အဖြူရောင်မြတ်ဘူရာရဲ့အပေါ်မှာ ကျွန်တော်တို့ကအယောင်သွေးမရှိပဲနဲ့ကြည်လင်တန့်ရှင်းတဲ့ကွန်ဂျန်ဒိုင်ပါလို့ခေါ်တယ်။မြက်မေးလွာရှိပါတယ်။မြက်မေးလွာကလည်းနောက်ဘက်မှာရှိတဲ့မြက်ဖြူလွာကိုမြင်းနေရအောင်လို့လုံးဝကြည်လင်နေကိုလိုအပ်ပါတယ်။အဲ့ဒီမြက်မေးလွာဟာမျက်လုံးရဲ့မျက်ဖြူလွာအပေါ်မှာရှိသလိုအပေါ်မျက်ခွန်အောက်မျက်ခွန်ရဲ့ အတွင်းဘက်မှာလည်းပဲကွန်ကျင်တယ်ပါရှိပါတယ်အဲ့တော့ပေါ်မြက်ခွန်အောင်မြက်ခွန်နေနဲ့ပေါ်မြက်ခွန်အောင်မြက်ခွန်နေမှာရှိတဲ့ကွန်ကျင်တယ်ပါနဲ့မြက်ဖြူလော်ရဲ့အပေါ်မှာရှိတဲ့ကွန်ကျင်တယ်ပါနဲ့စုံတဲ့နေရာမှာကျွန်တော်တို့ကဒီအခောက်ကလေးရှိတယ်အဲ့ဒီနေရာမှာမျက်ရည်လေးတွေခိုးပြီးတော့မျက်စိကိုစပ်ဖို့လုပ်တာ မြတ်တောင်လေးတွေဆိုလို့ရှိရင်လည်းပုံမှန်မြင်တဲ့အတိုင်းမြတ်တောင်လေးတွေကအပြင်ဘက်ကိုသူ့အချိုးအစားအတိုင်းကော့ကော့လေးကျွန်တော်တို့ကရှိနေရမှာပါမြက်ခွန်ကလည်းပဲတိတ်ပြီးမဖောင်းလုံးတိတ်ပြီးမပြားလုံးမဲနဲ့မျက်လုံးနဲ့အညီသူကချက်ချက်ရဲရဲကပ်ပြီးရှိနေရမှာအကယ်၍ကျွန်တော်တို့ကမျက်စိကိုကြည့်လိုက်တဲ့အချိန်မှာမျက်ဖြူလွာနေရမှာမျက်ဖြူလွာကိုမမြင်ရဘဲနဲ့ သွေးကြောလေးတွေနီးရဲနေမယ်ဆိုလို့ရှိရင်ဒီဥစ္စာကမြက်မေးလွာအယောင်ရမ်းတာကွန်ကြံတာပါဖြစ်ပါတယ်မြက်မေးလွာရောင်တာဟာတာမန်မြင်သာထင်သာယုံရောင်ပြီးတော့နည်းနည်းလေးတာမန်တဲ့ပူနေတာရှိသလိုအမတမအယုတ်ဆိုးပြီးတော့ရောင်ကိုင်းဖုပေါင်းနီးရဲနေတာလည်းပဲရှိပါတယ်အဲ့လိုအချိန်မျိုးကြရင်ကျွန်တော်တို့ကသူ့ရဲ့နောက်ကွယ်မှာရှိတဲ့မြက်ဖြူလွာလို့ခေါ်တဲ့စကယ်လာကိုမမြင်ရတော့ဘူး မြေမေးလွာရောင်နေတဲ့အတွက်မြေမေးလွာရောင်တဲ့အခါမှာမြက်ဖြူလွာရဲ့အပေါ်မှာရှိတဲ့မြေမေးလွာရောင်တယ်လို့မျိုးပဲမြက်ခုအောက်မြက်ခုအပေါ်မြက်ခုအောက်မြက်ခုနေရဲ့အတွင်းဘက်မှာရှိတဲ့မြေမေးလွာလည်းရောင်တဲ့အတွက်ကြောင့်မြက်ခုနေရမို့မောက်ပြီးတော့ဖြစ်နေပါတော့အဲ့ဒါအမတန်ထင်ရှားတဲ့များသောအားဖြင့်အဖြစ်များတဲ့ကွန်ဂျန်တန်ပိုက်တိလို့ခေါ်တဲ့မြေမေးလွာရောင်တာပါ ရာဒီအကူပြောင်းွားမြေမေးလွာရောင်နာမျိုးရှိသလိုယောဂါတစ်ခုရောင်းလဲမြေမေးလွာရောင်နာမျိုးလည်းကျွန်တော်တို့ကရှိပါဒါကလူတွေအများဆုံးသိတဲ့မျက်စိနာပဲလို့ပြောတဲ့မြေမေးလွာရောင်ရမ်းခြင်းရဲ့အခြေအနေဒါမှအားဖြင့်မြေမေးလွာကောင်းနေမယ်ကျန်းမာနေမယ်ဆိုလို့ရှိရင်သူ့ကိုမမြင်ရဘဲနဲ့သူဟာကြည်လင်နေတဲ့အတွက်ကြောင့်မြေမေးလွာရဲ့နောက်ဖက်မှာရှိတဲ့ အဖြူရောင်မျက်ဖြူလောစကယ်လာကိုမြင်နေရမှာပါ။ Now မျက်မျက်တောင်မွေးလေးတွေကလည်းပုံမှန်အားဖြင့်ညီညီညာလေးအပြင်ကိုကော့ပြီးတော့ရှင်းနေရမှာပါ။အပေါ်မျက်တောင်မွေးလေးကလည်းအပြင်လေးကိုကော့ပြီးတော့လန်နေသလိုအတွင်းမျက်တောင်မွေးအသေးလေးတွေကလည်းအပြင်ဘက်ကိုကော့ပြီးတော့လန်နေတာကိုတွေ့ရ။သွားဝအတိုင်းတာမန် မေတ္တာမွေးလေးတွေအနေထားအဲ့လိုရှိတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့အောက်မေတ္တာမွေးတွေတော်လကောင်အပေါ်မေတ္တာမွေးတွေကောအတွင်းဘက်ကိုစိုက်ပြီးတော့ခွက်နေမယ်ဆိုလို့ရှိရင်ဒီဥစ္စာကကျွန်တော်တို့ကမြက်ခမ်းဆက်ယောဂါရဲ့သင်္ကေတပါ။ပို့ပြီးတော့မေတ္တာမွေးတွေကအတွင်းဘက်ကိုစိုက်ဝင်ပြီးတော့ဖြည့်နေမယ်ဆိုလို့ရှိရင်ရစီ အလုံးရဲ့အပြင်းလွာဖြစ်တဲ့မျက်ကြည်လွာကိုတော်ပြီးထောက်နေပါလေ။အဲ့လိုမျိုးမျက်ခန်းဆိုင်ယောဂါပိုးကြောင့်မျက်ခွန်တွေမျက်တောင်မှုတွေရဲ့အတွင်းဘက်ကိုစိုက်နေမယ်ဆိုလို့ရှိရင်စိုက်ပါများလို့ရှိရင်မျက်လုံးအဖွင့်အပိတ်မှာမျက်ကြည်လွာကိုတော်ပြီးတော့ပုတ်ပြီးတော့ဖြစ်နေပါလိမ့်မယ်။အဲ့လိုပုတ်ပါများတဲ့အခါမှာမျက်ကြည်လွာမှာကျွန်တော်တို့ကအမာရွတ် ထင်နေပါမယ်အဲ့တော့ corneal scar ခေါ်တဲ့အမှားရောထင်နေပါမယ်အဲ့ဒီလိုမျိုးမျက်ခန်းဆိုင်ယောဂါဟာလည်းပဲပါမအားဖြင့်တိတ်ပြီးတော့အရေးမကြီးဘူးဆိုပြီးလည်းမျက်စိကို꽌စေကာစေတဲ့အထိဖြစ်စေတဲ့ယောဂါတစ်မျိုးဖြစ်ပါတယ်ဒါကြောင့်မြန်မာနိုင်ငံမှာလုံခဲ့တဲ့နှစ်များစွာကမျက်ခန်းဆက်ယောဂါဘူးဗမာပြည်ကလုံးဝပပျောက်တဲ့အထိအောင်မြင်မြင် မြက်ခမ်းဆက်ယောဂတိုက်ဖြစ်ရေးစီမံငိမ့်နဲ့တွန်းလှန်တိုက်ဖြစ်နိုင်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့ကမြက်ခမ်းဆက်ယောဂကတော့ကျွန်တော်တို့ဒီခေတ်ဒီအခါမှာအမတန်တွေ့ရခဲ့တဲ့မျက်စိယောဂတစ်ခုအနေနဲ့ဖြစ်သွားပါပြီစောစောကပြောတဲ့မြက်မေးလွာရောင်နဲ့အရက်ခေါ်မျက်စိနာလို့ခေါ်တဲ့ယောဂကတော့တွေ့နေရဆဲပါပဲရာသီအကူပြောင်းနေမှာတွေ့မယ်ရာသီအကူပြောင်းမဟုတ်လို့ရှင်လည်းပဲခီးတော့ပါများတဲ့လူတွေ အပြင်မှာရှိတဲ့ဖုံအမိုက်တိုက်တွေမျက်စိတွေဝင်ရံနေပြီးတော့အဲ့ဒီဖုံအမိုက်တိုက်တွေမှာပါလာတဲ့ယောဂါပိုးတွေညမင်းလွာမှာဥဆက်ပြီးတော့မျက်စိနာယောဂါဖြစ်ပါတယ်အခုကျွန်တော်ပြောပြခဲ့တဲ့အကြောင်းအရာတွေကတော့မျက်စိရဲ့မြင်တာထင်တာတဲ့နေရာမှာရှိနေတဲ့မျက်မျက်မျက်ဖြူလွာ စကယ်လာလို့ခေါ်တဲ့မျက်ဖြူလွာ မျက်ဖြူလွာရဲ့အပေါ်နဲ့မျက်ခွန်ရဲ့အတွင်းပမာဖုံးထားတဲ့ကွန်ဂျန်တီပါလို့ခေါ်တဲ့မျက်မေးလွာ အဲ့ဒါတွေနဲ့အပြင် ပို့ပြီးထင်တာမင်းသာရှိတဲ့အပေါ်မြက်ခွန်အောင်မြက်ခွန်နေအကြောင်းအပေါ်မြက်ခွန်အောင်မြက်ခွန်နေရဲ့နှခမ်းအစမှာရှိတဲ့မြက်တောင်မွေတွေရဲ့အကြောင်းဒါလေးတွေကိုခုဒီနေ့ပြောဆိုဆွေးနွေးခဲ့ကြတာပါဒါလေးတွေပဲကိုကနားထောင်ပြီးတော့မှတ်မိအောင်လုပ်ရှင်းရဖြင့်တဖြည်းဖြည်းနဲ့မျက်စိရဲ့အင်္ဂါအစိပ်ပိုင်းတွေအကြောင်းကိုသိလာမယ်မျက်စိရဲ့အင်္ဂါအစိပ်ပိုင်းတွေမှာကျွန်တော်ပြောသလို normal connection ပုံမှန်အနေထားနဲ့ဖောက်ပြန်တဲ့အနေထားယောဂါဖြစ်တဲ့အနေထားတွေကိုနှိုင်းရှင်ပြီးတော့သိလာမှဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးဆက်ရှိလက်ရှိနားထောင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်နောင်လည်းပဲအခုလိုမျိုးအလင်းသင်းသလို I hell နဲ့ပတ်သက်ပြီးတော့ publish ကိုမျှဝေပေးဖို့ကျွန်တော်မှအစီအစဉ်တွေရှိပါသေးတယ်ကျေးဇူးအထူးတင်ပါတယ်ဒါပဲ